မိသားစုထံပြန်ရောက်ပြီးရက်အတန်ကြာမှညီမလက်ကသူ့မ၏အတိတ်ဆိုးနှင့်ဆက်ဆက်သောစကားကိုပထမဆုံးဆိုခဲ့သည်။အမတကယ်ပဲစိတ်ပြည့်ရဲ့လားတဲ့။သူ့မကတော့မောင်ရဲ့မိုးရိပ်ရိပ်ကြံတန်းသောအတွေ့အထိများနဲ့ပျော့ညံ့စွာမျက်ရည်ကျတဲ့ချင်းများကိုပဲမြင်ရောင်နေမိသည်။မောင်ကသူ့ကိုခေါ်ပြီးမိသားစုထဲပြန်ဝင်ရမတဲ့။ဘဲဖြစ်မလဲမောင်။မမမညီမပြိုရီ မောင်လူပြိုတွေကမောင်နဲ့အရွယ်တူတွေပြီးတော့မမမအသက်မွေးဝမ်းကြောင်းပညာရှိတယ်။မောင်ကတော့သူ့မအိထိုလက်မခံနိုင်စရာမရှိသောဇကားကိုပင်စိတ်ဆိုးပြန်၏။စိတ်ဆိုး၍မောင်ဝါချန်းကင်းကိုလက်သေးနဲ့ထိုးတော့အဖေဤရိုက်ချင်းဒေါသထွက်ခြင်းမျိုးကိုပင် မကြုံဘူးခဲ့ရတော့သူ့မကတိတ်ကြောက်ရွံ့မိရပြန်သည်။အိုးမုန်းစရာကောင်းလာတော့ဘဝပဲ။ ညီမလက်ကို သူမတွက်တွက်လက်လက်ကောင်းငိမ်ပြမိသည်ထိုအချိန်ထိတိုင်လဲအချိန်နေတစ်ခုကို သူမမရိပ်စားတတ်ခဲ့နောက်မှမောင်လေးအကြီးကောင် သူမအိတ်ခမ်းဝမှာမျက်နာပြက်ပြက်နဲ့လာရက်တော်မှာသူမအဖြစ်ပြက်တစ်ခုဤရနံ့ကိုရှာတော်သည် ဖြစ်နိုင်လဲမောင်လေးနှင့်ညီမရှိမအငွေ့တစ်ခုလိုလွင့်ပြန်ပျောက်ကွယ်သွားလိုလာသည် မောင်လေးကအမထွက်တွေ့လိုက် တကယ်တမ်းအတိအကျကြာရတော့သူမအဖျားတက်သူလို့ကတုံကရင် ဖြစ်လာ၏မောင်ပါလာလောက်တာလေထုံးစံအတိုင်းပဲသူမကတော့ဘယ်လိုအဖြေမျိုးကိုမှ ထုတ်မတက်ခဲ့ပြန်ရဲတင်းလှစွာသည့်မောင်ကတော့မိသားစုဆုံးတတ်သောရုံးပိတ်ရက်ကိုမှရွေးချယ်ခဲ့၏မောင်သည်ရက်ဆက်ရဲဝံစွာပင်မူရစ်ရီဝေစွာဖြင့် သူမကိုတူတဲလာရောက်တွေ့ဆုံခဲ့သည် မောင်ရှေမှာသူမထိုင်ပြီးတော့သူမဤမိသားစုဝင်တဦးတလေကိုမျှဧကန်မှာမတွေ့ရတော့သူမမောင်ကိုမော့မကြည့်ရဲ့ပြီးတော့မောင်ကိုဘာပြောရမှလည်းမသိတစ်ချက်တစ်ချက်မှာလေးတိုက်တော့မောင်ထံမှာအယဉ်နံလွင့်ဤထိုအခါတိတ်မသက်ဆိုင်လာတော့လေသူမမျက်ရည်လဲနေမိသည်ခမည်းရဲ့မိဘတွေကိုတရားစွဲလို့ရတယ်သိလား ခမရကကြုတ်ရဲတရဝင်းမိမ့်မှာပဲသူမအမောင်ကိုတအံ့တော်မော့ကြည့်လိုက်သည်မောင်ပါရီပြောနေတာပါလေမောင်စိတ်မှကောင်းသေးရဲ့လားဘာလို့တရားဆွဲရမှာလဲမောင် မမဘာသာပြန်လာနေတာပဲပြီးတော့မောင်ကထားခဲ့လို့ပဲအမေတဲဆွားနေပါလားမောင်ကအရက်တန်ဖြင့်မခိုမခန့်ရဲ့သူမဘာကြောင့်မှန်းမသိရုတ်တရက်လေချောင်းဝမောင်ဩကလေးဆန်လာပြန်သည် ဖေဖေတို့ကိုတော့နှောက်ရက်ဖို့မကြမ်းနဲ့မောင်မမရဲ့အမအတွက်မမပဲခံမှာသူမကအတွေးများနေတော့မောင်ကိုခံတတ်နေမိသည်ပြီးတော့ပထမဆုံးအချိန်ဖြစ်မောင်ကိုဂလန်ကဆန်နိုင်စွာဆူဆူရဲရဲကြည့်ပြလိုက်သည်ခုမောင်ဘာလုပ်ချင်လို့လဲအိုးသူမပင်အံ့ဩရလောက်အောင်သူမအတန်ကပြတ်သားခဲ့သည် မောင်ကမျက်နာတစ်ချက်ပြက်ခါတွေ့ငိုင်းသွား၏ဟော သူကိုယ်တိုင်လည်းဘာလို့ရမှန်းမသိသူဤမျက်နာမျိုးနဲ့အတန်ကြာတိတ်ဆိတ်မှုကိုဒီတစ်ချိန်မှာတိမခံနိုင်သူကတော့သူ့မသားဖြစ်သည်ဖေဖေတို့အရှက်မရဖို့အတွက်သူ့မအရာရာကိုစွန့်ရဲသည် ပြောလီမတို့ဘာလို့ရမလဲမောင်ကခေါင်းငိုက်ဆိုင်ထထားရမှမော့ချီလာသည်ဖယားထိုမျက်လုံးများအိမ်နောက်၌ကြမ်းတမ်းခက်ချံမှုတွေရှိ၏သူမကိုကိုကိုတတိပေးရ၏ အရင်ကလို သူ့မကိုညှို့မြူသောမျက်လုံးတွေကိုမောင်ကအသုံးပြနေပြီလေခမည်းကိုကြုတ်ကကြွားပေးမယ်ထင်လို့လားခုမှပဲသူ့မရိတ်စာမိတော့သည် မောင်က သူ့မကိုချိန်ချောက်ချင်နေသည်ကို သူ့မကကွာရှင်းခွင့်တောင်းမှာပဲဟုသူယူဆထားဟန်တူသည် မောင်က သူ့မကို ကနန်းတွက်တယ်လို့ယူခဲ့တာလားသူ့မကိုချက်တော်စိတ်နဲနဲမှ မပါခဲ့ဘူးလား သူမယနေ့နာကျင်လာသည်သူမမျက်ရည်ကြတော့မောက်မျက်လုံးတို့ကတစ်ချက်ညို့သည်မမအိမ်ကမောင်ကိုလက်ခံပြီလားမောင်ကတကယ်ကိုပရိရဲ့မကြွမ်းကျင်သောခလေးလိုဖြစ်သွားပြန်သည်မေမေပြောခဲ့သောသမီးကိုတော့ဘယ်ဖြစ်နိုင်မလဲတကယ်လို့သမီးသူစီပြန်သွားရရင်တောင်မိမိတို့ကစောင့်ကြည့်နေရမှာပေါ့ဒါပေမဲ့သမီးရဲ့ ဂုံတိတ်ခါရတော့သူ့ကိုမိမိတို့တရင်တနေဘယ်လိုလက်ခံရပါမလဲဒီလိုဇာရိတပြည့်ရွေးနာဟာမိမိတို့မိသားစုမှာဘယ်လောက်ရေးပါတဲ့ချိုးရင်းချက်လဲဆိုတာကိုတတိယသည် မဖြစ်နိုင်ပါဘူးသုံးလအတွင်းသူမတိကြရသောမောင်ဇရိုက်မျိုးနဲ့သူမ၏မိသားစုတို့ဆက်ဆက်၍မဖြစ်နိုင်။မိမိတိတ်ခါတရားဖိဖိဂုံတိတ်ခါတို့ကို သူမတစ်ချိန်ထိခိုက်စေခဲ့ပြီးသူမ၏နှခမ်းတို့တင်းတင်းဆိတ်သွားရ၏။ သူမကောင်းခါပြတော့မောင်ကသူမမျောလင့်ထားတယ်လို့ပင်စပွဲကုံကို လက်ဖြင့်ပြင်းပြင်းထုကာ။အော်သူတို့သမီးကအပြုတ်ပြန်ဖြစ်မာတယ်လား။ဟုနားရှက်စရာကောင်းသည့်ရိုင်းရိုင်းဆိုင်ဆိုင်စကားကိုအော်တော်သည်။သူမကလည်းတဲအိမ်ကလေးမှာတုန်းကလိုကြောက်မသွားတော့ပဲ။မိမိတို့ကမက်ကေကြိုက်တယ်လို့လှုပ်လို့ရတယ်သိရလား။ခုမင်းနောက်လိုက်မယ်ဆိုလဲရတယ်နားလဲလား။ ဟုအမကြီးတယောက်၏မန်မျိုးတွေပြန်ဝင်ကပြောမိတော်သည်တိတော့မောင်ကဆူဆူဝါဝါစိုက်ကြေကငြိမ်သွား၏သူမကတော့မောင်သူမကိုစိတ်ပြက်ခါစွန့်ပြစ်သွားလင်သူမစိတ်ထိခိုက်ယုံများအပါအရှက်တော်ပိုးရမည်မဟုတ်ဟုတွေးနေမိသည်ထို့ပေမဲ့သူမ၏အတိတ်ကံကတော့ဆိုးရွားခဲ့၏ခံပြပြန်လိုက်ခဲ့တဲ့သူမသည်မိလောင်ပြန်တဲ့ဟစ်အော်ထွက်ပြေးရင်မလွတ်နိုင်သော ငရဲကြသူတယောက်အဖြစ် ကိုကိုကို မြင်မိတော့သည်နှက်ခန့်ကိုသာတင်တင်ကြိုက်မထားခဲ့လင် သူမနေရာမှာတဲ့လက်ကြသိဆုံးသွားလိမ့်မည်ထင်မောင်ကမတ်တက်ရပြီးမှမနေ့ဖြန်မနေ့အစောကြီးလာခေါ်မယ်ဟုပြော၏သူမကတော့ရင်ထဲမှာဒေါသတွေးတို့စုပွက်ခါပေတော့ခေါ်ခေါ်ဘာဖြစ်စီတခုမှမပါပဲလိုက်ခဲ့မှာဟုအော်ဟစ်ပြနေမိသည် တကယ်တမ်းကျတော့တညပဲဖြစ်ဖြစ်အဖေနဲ့အမေအရေးမှခိုနေခြင်းစိတ်က သူ့မကိုအားစေးထိတ်ကြော်ခိုင်းထွက်သွားသောမောင်သည် သူ့မ၏အတွေ့၌သူ့မကိုယ်တိုင်းထိုးဆိုင်သောဓာချက်တို့ဖြင့်သွေးစိမ်ရှင်ရှင်ထွက်ကအဖန်ဖန်တိတ်ဆုံးနေခဲ့သည်ကိုကြမာကိုကိုသာဖန်တီးရမည်ဟုဖေဖေတန်တန်ပြောခဲ့ဖို့တဲ့အတိုင်းပင်သူမကိုဘယ်သူကမျှတစုံတရာမတိုက်တွန်းချာ သူတို့ဤဆန္ဒကိုသာပြောကြ၏။သူမကသာဆန္ဒရှိလင်ဘယ်လောက်ရောချေးပေးရပေးရမောင်ကို သူတို့ပေးလိုက်မတဲ့။မြကေခိုင်ကို ပြန်ရရင်တော်ပြီတဲ့။သူမလက်မခံနိုင်။မောင်ဒီထိုမြနဲ့ကျဉ်နဲ့နိုင်မည်သူမဟုတ်။နောက်မောင်နောက်ွယ်မှာမောင်ဦးလေးနဲ့အတော်။အိုးအေချမ်းတိမ်မွေးလာသည့်ဖေဖေနဲ့မေမေကို ခုလိုအမှုခင်မျိုးနဲ့နောက်တစ်ချိန်ရင်မဆိုင်ရစေရ။ ပြီးတော့သူမလိုလာခဲ့သောအချစ်ကိုပေးခြင်းဖြင့်မသိမ့်ပိုက်လိုသောမောင်ကို ခုတော့သူမမုံတေးဆက်ဆုပ်ပြီးမောင်လိုသော သူမတို့မိသားစု၏စီစဉ်ဥစ္စာကို လုံးဝမခံစားရစေခြင်းဖြင့်သူမ၏ဘဝကလေးကိုရရက်ဆက်ဆက်ဖျက်ဆီးခဲ့သူမောင်ကိုစိတ်ဆင်းရဲစေရမည် သူမဘဝကရော မောင်ကွာရှင်းပေးလို့မှ မဖြူစင်နိုင်တော့တာပဲ။ ပြီးတော့မိသားစုအပေါ်တဘဝစာနှောက်ရက်ခံရမှုကို သူမလန့်ထိတ်မနေရလို့တော့တမီအခြေဆုံးဖြစ်တော့သူမကမိသားစု၏ဂုံတိတ်ခံအတွက်အမှန်တကယ်ရင်ဆိုင်ရဲသူဖြစ်ရမည်တမီလိုက်သွားမှဖြစ်မယ်မိမိဟုမငိုမရှိုက်မိအောင်အားခဲ့ပြီးပြောတော့မိမိကမိမိစီမကြခဏလာနော်တဲ့ ောင်းမငိမ့်မိအောင်အာတင်ထားစဉ်မှာအသက်ဝိညာဉ်က ကိုခန္ဓာကိုစွန့်ထွက်သွားနေသည်ဟုခံစားရ၏တကယ်တမ်းလဲသူမသည်သူမ၏ချစ်ခင်ဆွဲလန်းလှစွာသော မိသားစုကလေးကိုတေသူတယောက်လို အပိတိုင် စွန့်လွတ်သွားရတော့မှာပဲမဟုတ်လားဒါသည်မျက်လုံးတစုံအတွက်ရင်ခုန်မိုက်မဲခဲ့သူမိန်းကလေးတယောက်ခံစားတိုက်သောပြစ်ဒဏ်ပဲဖြစ်သည်မနဲ့မိုးလင်းလင်းတူလာတော့မည် တေကြတိကသူမဒီအငွေပြန်မရထွက်ပြေးလွမြောက်မရရင်ဆိုင်လိုက်ရဖို့သာတခုတည်းသောလမ်းဖြစ်၏တို့ပေမဲ့ခုနေခါမှာတော့သူမခဏတာလွမြောက်နေနိုင်သေးသည်မနေ့ပြန်နဲ့ပတ်သက်နိုင်တာမှန်တဲ့၍ဘာကိုမဆိုသူမကြော်ခိုင်းထားပါရစေဟိုအရင်ကလိုမိမိနဲ့အတူဟင်းချက်ဖို့မောင်နှမတွေနဲ့ပျော်ရွှင်စွာညင်းခုန်ဖို့ဖေဖေနဲ့စိတ်ပညာအကြောင်းဆွေးနွေးဖို့အခွင့်အရေးများမရနိုင်လင်တော့ ခုအချိန်ပိုင်းကလေးမှာချင်းဆူဆူအယနံရိုင်းပြပူလောင်သောစကလုံးများကြံတန်သောအထီအတွေ့များနောက်ဆုံးထိုအငွေ့သက်များနှင့်ထိတွေ့ခဲ့ရဘူးသောသူမ၏ခန္ဓာကိုယ်ကိုပင်မေ့ထားလိုသည်ထိုအခိုက်တန့်မှာပင်ခန္ဓာကိုယ်မှထိုအငွေ့သက်တို့ကတရှိန်ရှိန်တောက်လောင်လာသည်ထင်၏ထိုအဘူတက်ကသူမကိုတဆတဆဝါမျိုးနေသည်ဟုခံစားရတော့သူမကြောက်လန့်တကြားခုံထမိတော်သည် ီးတော့ဆောင်းချုံအောက်မှလွတ်လာတော့သူမ၏ခန္ဓာကိုယ်ကို မတ္တရီစွာ သူမအော့အန်တော်သည်အော့အန်ရင်အသက်ရှူကြက်လာတော့အခန်းတကားကိုတွန်းဖွင့်ကခြံဝိုင်းစီဆင်းမိသည်ဆောင်းလေကိုရှူရရင်ဖြင့်အေးစေးလွတ်လပ်နိုင်မှာပဲခုနေတော့ဖြင့်စိတ်သွားရနောက်ကိုပဲလိုက်ချင်သည်ဖွင့်ဟတိုင်တယ်လို့သောစကားတွေကလည်းရှင်ထဲမှာပြည့်ကျက်လာပြန်၏သူမအော့အန်ပြန်သည် အနှဲငယ်တော့ရင်ပေါ်သား နှင်းဆက်တွေကခန္ဓာကိုယ်ကိုလာထီတော့သူမယွန်ရှာတော့အငွေ့သက်ဤလောင်မြိုက်ခံရမှုမှတက်တာသည်ဟုထင်မြန်ဤထိုကားအရာရာကိုမေးလျော့ကထိုအငွေ့သက်တို့ရန်မှလွတ်ဖို့သာစိတ်တန်ပြီးအနှွေးဝတ်တို့ကို ချုပ်မိတော်သည်ချန်ဝိုင်းကိုပတ်ခါသူမတို့ညီမတို့တွေနှစ်သက်ပျော်ရွှင်ရသော ရေကူးကန်ကလေးနှစ်ပေးကိုသူမရောက်လာသည် ူမ၏ညဝဲအင်ကြီးပါကလေအတူမှခန္ဓာ၌ကပ်၏။"အိုးသူမရဲ့လက်တွေလိုပဲ မုန်းစရာကောင်းလိုက်တာ။သူမအတန်ထွက်၍ပင်ရေရွတ်မိပြန်သည်။ရေကန်တွင်မှရေတို့ကအယောင်တို့ ဖိတ်လက်ပြေးနေ၏။ရေသည်အညစ်အကြေးတို့ကိုစင်ကြဲစေ၏။"ဟမ်၊ဒါဆိုမြကေခိုင်ရဲ့ခန္ဓာကိုယ်ကရောအညစ်အကြေးပဲမဟုတ်လား?"မောင်လို့သူမတန်းတန်းမဲ့မဲ့ခေါ်ဘူးကဲ့သူရဲ့အငွေအသက်တွေနဲ့ညံ့နွမ်းနေကြတာမဟုတ်လား လှပသောရေရိပ်ကသူမကို ဖိတ်ခေါ်နေသည်သူထံမှဆေးကြောခြင်းဖြင့်တန့်ရှင်စင်ကြယ်စေမည်တည်းရုတ်တရက်သူမအပျော်ကြီးပျော်သွားတော်သည်ရေဤစိတ်အေးမှုကသူမကိုတစ်ချက်မြပင်လန့်ဖြတ်နောက်တော်မသွားစေခဲ့ရေတွေကို အငင်းမှ သူမ၏ခန္ဓာကိုယ်မှသူမမုံသော အငွေတို့ရေပြင်တလျှောက်စီမျောပါသွားသည်ဟုမြင်နေမိသည်မနဲ့ကြရင်တူလာတော့မှခုနေမှာတော့ တန့်ရှင်းနေခြင်းနဲ့နော်အေးဆေးရိုးသားခဲ့သောမြကေခိုင်အတွေ့ပြီးခဲ့သောအတွေ့အကြုံကရက်ဆက်လွန်းနေနော် သူမငိုကြွေးခြင်းလာပြန်သည်နှက်ခမ်းတို့လည်းတဆတ်ဆတ်တုံလာ၏တစ်ချိန်တည်းမှာပဲကျေနပ်ပျော်ရွှင်နေမိပြန်၏တဘဝစားပင် ခုလိုနေခြင်းနေသေးတော်သည် ဆောင်းလီတစ်ချက်အတုံးမှာတော့မိသားစုကိုငဲ့ကညံ့ဖြင်းတော့ယောက်ျားနောက်ကို ပြန်လဲလိုက်ရဖို့ကြိုးစားအတင်းရင်ပြစ်စုံပံဘဝကိုတခဏဖြစ်စေမိလိုသည့်မြကေခိုင်သည်သူမဤမျက်နာမှာနောက်ဆုံးကြံနေသောမောင်ဤအငွေသက်တို့ကို စေကြောဖို့ရေပြင်မှာမျက်နာအပ်လိုက်တော်သည်ထို့အခိုင်သူမရှိရာ ကံရေပြင်ကိုဖြတ်တိုက်သွားသောဆောင်းလီ၌ မနဲ့ကြရင် သူရောက်လာတော့မှာဟုသောမြကေခန့်ဤရေဟဟစကားတန်ကအေးဆက်တုံရင်ကဝိညာဉ်တစ်ခုလို လွင့်ပြန်ပါသွားတော့၏မင်းငယ်မဟေတီမဂဇင်းနားဆင်အပိကြားတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်